ဘောမမများလို့ရရှိရှိဆိုလိုတာကျေးဇူးအများကြီးပဲပါတယ်ခင်ဗျာ the lady နန်းစုရည်ဒီဆိုရဲ့ရှေ့ဆက်သွားမှာပဲ DLBAN music video ရောင်းချပွဲမှာပထမဆုံးလာရောက်ဝယ်ယူအားပေးတဲ့ပြိတ္တအယောက်တရားကို NS သင်္ကေတပါတဲ့အုတ်ထုတ်တွေကို မြစ်တာလက်ဆောင်ပြန်ပေးခဲ့ပါတယ် နန်းစုရည်ဆိုးရဲ့ရှေ့ဆက်သွားမှာပဲ DL ဘန်ဟာ music video ထွက်ရှိဖို့နှစ်နှစ်ကြာအချိန်ပေးရိုက်ကူးခဲ့ရတာပါအခုလိုအချိန်ပေးကြိုးစားထားသလိုမျှော်လင့်ထားတာတွေလည်းရှိတာမို့လွတ်လပ်ရေးနေ့ကစပြီးပရိသတ်တွေနဲ့အတူလွတ်လွတ်လပ်လပ်ရှေ့ဆက်သွားနိုင်ဖို့နန်းစုရည်ဆိုးတယောက်မျှော်လင့်နေပါတယ်ဒီခွေလေးတို့အကောင်းဆုံးကြိုးစားထားတာဖြစ်တဲ့အတွက်ကြောင့်မျှော်လင့်မှုလေး က်သွားမှာပဲ music video ထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့သရုပ်ဆောင်ကောင်းမြတ်ဆန်ကတော့ရှေ့ဆက်သွားမှာပဲ album ကိုနားထောင်ကြည့်ရင်နန်းစုရဲ့ကြိုးစားမှုတွေကိုမြင်နိုင်မယ်လို့ဆိုပါတယ်မနက်စွာဒီသူဆိုပြီးဆိုရင်လည်းဒီလောက်ထားတဲ့ရှင်ကသူပြောရတယ်သူစူးစမ်းထားပါတယ်ပြီးတော့ဒီရှေ့ဆက်တော့မှာပဲဒီ forward တစ်ရှင်းဝင်လာအောင်လေဆိုရင်တော့စူးစမ်းထားလို့ဆိုတာတွေ့ပါပါအဲ့တော့ပြည်သက်ကြီးကလည်းအားပေးပါလို့ပြီးတော့ဒီ forward ကလည်းဒီမနက်စွာဒီ forward တွေမကပဲရှေ့ဆက်လျှောက်ပြီးပြရတော့ဒီပညာလျှောက် တဲ့ဘက်ကအောက်မှာကျူးကျူးတောင်းခဲ့ပါတယ်ခေါ့နန်းစရီဆိုရဲ့ရှေ့ဆက်သွားမှာပဲ music video မှာပူပူအစ်တင်ချိုဆွေဆိုတေးရှိုင်းဝရန်တို့ပါဝင်တည်ဆူထားတဲ့တချင်းဆက်သုံးဖို့ပါဝင်ပြီးအောင်ရဲလင်းမြင့်မြတ်မိုးအောင်ရင်ရဲနာမိုင်းနဲ့စင်စာဝင်းကျော်စားတဲ့တရုတ်ဆောင်များစွာက ပါဝင်တရုတ်ဆောင်ပေးထားကြပါဗျ။လွတ်လပ်ရေးနေ့မှာကျင်းပတဲ့ရှေ့ဆက်သွားမှာပဲမိတ်ဆက်ဖြောပြေရောင်းချပွဲကိုတော့ဆိုတေးပူပူစိန်လင်း ိုင်တကောပွင့်စတဲ့အနုပညာရှင်များစွာကအမှတ်ရလက်မှတ်ရေးထိုးဖျော်ဖြေခဲ့ကြပါတယ်။အဆိုတော်နန်းစုရည်ဒီဆိုရဲ့အမခံပြိသက်ဖြစ်တဲ့မိုးတန်နာမြင့်ကတော့ပြိသက်တွေကိုအုတ်ထုတ်အမှတ်ရလက်ဆောင်ပြန်ပြီးပေးခဲ့တာဟာပြိသက်တွေကိုအလေးထားတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။အခုလိုလိုရင်မလည်းသူပုံဝဲခွေပါ